နောက်ပြတော့ဒီကားထဲမှာကွန်မြူမြန်ရဲ့အချိန်ကတော့အရင်သဘောကျတဲ့အခန်းလေးတွေရှိတယ်ဟို romance အခန်းလေးတွေလေ romance အခန်းလေးတွေမှာအကိုရဲ့အထူးကြကြကဘယ်လိုလဲဆိုတော့မျက်လုံးအကြည့်လေးတွေဆိုတော့ detail လေးတွေလောက်ထားတာအရင်ပေါ်ရယ်ပေါ့နော်သူကောင်မလေးကိုကြည့်လိုက်ဟိုဘလေးကိုသူချောင်းကြည့်လိုက်အဲ့လိုမျက်လုံးလေးတွေလောက်ထားတော့အရင်သဘောကျတဲ့အခန်းလေးတွေပါတယ်တကယ်လည်းအရင်တရေလေးတရေနဲ့ဒီဘက်ကကောင်မလေးနဲ့ကြာမှာ romance လေးတော်တော်လေးဟိုမှုလေးတော်တော်ရောက်တယ်နောက်ပြတော့အရင်ကြိုက်တဲ့အခန်းဟိုမှာလဲကောင်မလေးကိုမချောက်ဘူးလားဆိုတော့ကျွန်မကောင်းနေမှုနေလို့ပါခမရအဲ့ဒီလေးသံလေးဇမင်းသားလေးသံနဲ့နောက်အကိုကပုံမှန်တကား ားလုံးမှာလေးယူလေးသိယုံလဲဇမင်းသားလို့ပြောရတယ်ပြီးတော့လက်ကလည်းအမြဲတမ်းလေးဟိုမင်းသားဟန်ကိုဘယ်တော့မှမဖြုတ်ပါဘူးအဲအဲ့ဒါလေးလည်းတော်တော် detail လေးအကုန်လောက်ထားတယ်ဟုတ်သူကဟိုအဓိကဒီအိမ်မှာဒီမိသားစုမနေအောင်တရေ6ကြာတာပေါ့နော်6ကြာတာဟိုနာဘူးဖွင့်ကြောင်ပြီးတော့သူကအဲ့ကောင်မလေးကိုမဖြောက်ဘူးသူကကြွေနေတယ်အဲအဲ့လိုနောက်နေ့ကျတော့မနေ့ကျတော့အဲ့လိုမင်းဘာလို့မချောက်တာလဲပေါ့အဲအဲ့လိုပြောတော့သူကအကြောင်းပြတာပေါ့ဟိုလိုခေါင်းလေးမူးလေးလို့ပါခင်ဗျာလို့ အလေးတန်းရရင်သဘောကျဆုံးပဲတကားလုံးမှာဒီကအကအကအဲ့လိုပုံစံလေးတွေပေါ့နော်အကတွေအဓိကတော့ကျွန်တော်တို့ကိုစမ်းမင်းလည်းအများကြီးကူညီပေးပါတယ်ဒီဇက်အတန်ဇက်ဟန်ဘယ်တချို့ဟာလေးဆိုလို့ရှိရင်ကိုစမ်းမင်းကျွန်တော်တို့အကြံအများကြီးပေးရလေးပါပါထွက်ခဲ့ နောက်ပြတော့ဒီကားထဲမှာကိုမြမြရဲ့အဲ့အချိန်ကတော့အရင်သဘောကျတဲ့အခန်းလေးတွေရှိတယ်ဟို romance အခန်းလေးတွေလေ romance အခန်းလေးတွေမှာအကိုရဲ့အထူးကြက်ကြက်ကဘယ်လိုလဲဆိုတော့မျက်လုံးအကြည့်လေးဆို detail လေးတွေလောက်ထားတာအရင်ပေါ်ရယ်ပေါ့နော်သူကောင်မလေးကိုကြည့်လိုက်ဟိုဘက်လေးကိုသူချောင်းကြည့်လိုက်အဲ့လိုမျက်လုံးလေးတွေလောက်ထားတော့အရင်သဘောကျတဲ့အခန်းလေးတွေပါတယ်တကယ်လည်းအရင်တရေလေးတရေနဲ့ဒီဘက်ကကောင်မလေးနဲ့ကြာတယ်မှာ romance လေးတော်တော်လေးဟိုမှုလေးတော်တော်ရောက်တယ်နောက်ပြတော့အရင်ကြိုက်တဲ့အခန်းဟိုဘက်လဲကောင်မလေးကိုမချောက်ဘူးလားဆိုကျွန်မကောင်းနေမှုနေလို့ပါခမရအဲ့ဒီလေးတန်လေးဇမင်းသားလေးတန်နဲ့နောက်အကိုကပုံမှန်တကား ါလုံးမှာလေးယူလေးသိန်းကိုလည်းဇမင်းသားလို့ပြောရတယ်ပြီးသွားရင်လက်ကလည်းအများအားလေးဟိုမင်းသားဟန်ကိုဘယ်တော့မှမဖြုတ်ပါဘူးအဲအဲ့ဒါလေးလည်းတော်တော် detail လေးအကုန်လောက်ထားတယ်ဟုတ်တို့အော်အဓိကဒီအိမ်မှာဒီမိသားစုမနေအောင်တရေ6ကြာတာပေါ့နော်6ကြာတာဟိုအဲနာဘူးဖွင့်ကြောင်ပြီးတော့သူကအဲ့ကောင်မလေးကိုမချောက်ဘူးသူကကြွေနေတယ်အဲအဲ့တော့နောက်နေ့ကျတော့မနေ့ကျတော့အဲ့လိုမျိုးဘာလို့မချောက်တာလဲပေါ့အဲအဲ့လိုပြောတော့သူကအကြောင်းပြတာပေါ့ဘာလို့ခေါင်းလေးမူးလေလို့ပါခင်ဗျာလို့ အလေးတန်းရင်အရင်သဘောကျဆုံးပဲတကားလုံးပါကျွန်တော်လည်းအရင်ထဲကတိတ်၃လေး၃တော့မရှိဘူးလေအဲ့ဒါဒါပေမဲ့ပေးတဲ့နဲ့ဆက်မပြအောင်ဆိုပြီးကျွန်တော်တို့ကတော့အကောင့်လေးဖွင့်လိုက်တာပါအာဒီမှာတော့ကျွန်တော်ထင်တာတော့ကုမ္ပဏီမြတ်ကလေသူရိုက်လိုက်တိုင်းအမြဲတမ်း trend တစ်ခုတော့အမြဲတမ်းဖြစ်တယ်ပေါ့နော်အရင်နေကလည်းဂျင်းကောင်ဆိုတော့ဂျင်းကောင်လျှောက်အခုကအမြဲတမ်း character တစ်ခုကအမြဲတမ်းဟိုလိုပေါက်တယ်ပေါ့နော်အခုဒီကားမှာလည်းဇမင်းသား character နဲ့ဟို ူလေယူလေသိန်းနဲ့ကတော့ဆန်းနေတော့လေပြိသက်တွေကြိုက်ကြမယ်ထင်ပါတယ်နော်တော့နော်တော့သဘောကျတယ်နော်အခါအခါကကြည်တိုင်းဒီကဲမှာမမေရောင်မြန်နဲ့ပြောရဲအိမ်မှာလေအမေလို့ဒီကဲမှာကိုမင်းမြတ်တခြားကနဲ့လုံးဝမတူပဲနဲ့လို့ဒီထဲမှာလည်းသူ့ရဲ့တကယ် character ပုံစံတကယ်ပြပြပြင်းပြင်းနဲ့လေယူလေသိန်းစကားလုံးသူ့ပြန်ဟိုစူးစမ်းပြီးတော့သူတရုတ်ဆောင်တယ်ပေါ့နော်အဲ့ဒီအတွက်ကိုလို့တကယ်နော်ပြောပြတယ်ဟိုလုံးဝဟိုတကယ်ဟိုဆရာလေးရောဆရာလေးပဲတကယ်အဲ့ဒီကအရန်ကောင်းပြီမြန်မာဒီတရေတွေအဓိကပုံစံဖြစ်နေတာဟုတ် အဲ့တော့အဓိကဒီဇက်ကလည်းဟိုတူအောင်တယောက်ကောင်မဟုတ်ဘူးလေနော်အဲ့လိုပါဝင်တဲ့ဒီသေုပ်ဆောင်တွေအကုန်လုံးကလည်းတက်ညီလက်ညီနဲ့လောက်ကြလို့ပုံတာပါအဓိကတော့ဟိုကျွန်တော်ခုနပြောလိုပါပဲအဓိကကာကောင်မှုဖြစ်တဲ့အတွက်ကိုကျွန်တော်တို့ကတယောက်နဲ့တယောက်အမြဲတမ်းတိုင်ပင်ကြတယ်ရှင်းနေကြတယ်နောက်တယောက်ကောင်းမှုတော့တယောက်အမြဲတမ်းကျွန်တော်ကံမိုးကြတယ်ဟုတ်အဲ့ဒီပုံစံမျိုးနဲ့တကားလုံးသွားထားတာပါဟုတ်ကဲ့အမှတ်တရဆိုလို့ရှိရင်တော့ကျွန်တော်တို့နော်မိုးလင်းပေါက်ကြိုက်တယ်ရညရရှိတယ်အဲ့ညရဆိုလို့ရှိရင်တော့တကယ် မတရားပေါ့။နောက်နှွေးဖောင်ကောင်လည်းဖြစ်တော့တအားပူတယ်လေ။ဟုတ်ကဲ့ဟုတ်တယ်။အဲအဲ့ဒီအားလေးတစ်ချက်ပါပဲဟုတ်။အိမ်ကလည်းအိမ်ဟောင်းဆိုတော့လေဟိုဒီချင်းချောင်းနဲ့မှရိုက်တော့နော်ရောဘာမှမရှိတဲ့ဒီအိမ်ဟိုမှာနော်ရောပစ္စည်းတွေရော setting တွေအကုန်လုံးကိုဖြည့်ရတာ။အိမ်မီဘိုကန်တွေကဆာမီဘိုကောင်တာတွေအကုန်ဆင်းရတယ်။နောက်ဟို air conditioner ရှိတော့ပူတာပေါ့နော်။အဲ့ပူတဲ့ဟာလေးတော့ဟိုကြိုင်နေတော့နည်းနည်းလေးအလေး stress နဲ့ပြီးကြတယ်။ဝတ်စုံတွေကလည်းအပြည့်ဖြစ်နေအောင်။အဲ့ဒါလေးပါပဲ။ဒါမှပြောဖို့ကောင်းပါတယ်။အိမ်မိုးလေးမောက်ရရရဆိုရင်လည်းအကုန်လုံးကဟိုမညုံမြင်တဲ့မိုးလေးမောက်လေးရိုက်ပြီးကြတယ်တော့နော်လည်းကျေးဇူးတင်ပါတယ်။ သိနေရတော့အဲ့မနက်လင်းဟာနိုင်အထိကနေတော့အဲ့လိုပဲရှောက်သွားနေရပဲကိုကတော့ကို့ဆောင်နဲ့ကိုမို့လို့လားမသိခြောက်နေလဲတော့တိကျင်မသိမှတနေကိုကလည်းကိုကနဲ့ကိုဘက်တော့လိုက်ဒီဘက်တော့လိုက်ပြတ်တဲ့နေရာမသွားဘူးလေသိရင်ကြောက်ဘူးသိရင်ကြောက်အဲ့ကြောက်တော့ဘောအဲ့ကြောင့်ကျွန်တော်လူနည်းနည်းရိုးရိုးရှိတဲ့နေရာမှာပဲနေတယ်အဲ့ချူတွေကနားလွယ်ဘယ်မှမတော်ကျွန်တော်လည်းအကြောင်းတော့မကံဘူးပါဘူးဒါပေမဲ့အဲ့လိုကြောက်ကြောက်တယ် ီကတော့ဇက်နဲ့လိုက်တယ်နောက်ပြီးတော့အဲ့ဒီအိမ်ကနော်တို့ကလေဟိုအချင်းချင်းဆိုတော့နောက်မှာအထက်မြင်ပါသေးတယ်ဒါပေမဲ့အဲ့ဒါလူနေအိမ်လိုမျိုးနဲ့ထပ်အိမ်ဖြစ်အောင်တို့ဒီစီဂျန်နဲ့နောက်ကအထက်မြင်နေပြန်ဖြောက်တာတွေနောက်ပြန်အထက်မှာ setting လုပ်တာတွေပြန်လုပ်တာအဓိကတော့အဲ့ဒီအိမ်ကဟိုသူ့ texture တအားလေးတအားလာတယ်ပေါ့နော်တအားလာတော့ဇက်နဲ့အရင်လိုက်တော့နော်အဲ့ဒါရွှေ့ပြစ်တာပါအဓိကတော့ဟိုဒီ LGBT character မှာလည်းလင်းလင်းပေါ့နော်သူနဲ့ లై ဖက်မဲ့အတင်မျိုးလေးတွေနောက်ပြီးတော့အဲ့လိုချစ်စရာကောင်းတဲ့ပုံစံလေးဖြစ်အောင်တို့ပြောင်းထားပါတယ်ဟုတ်သူ့လည်းသဘောကျကြတယ်သူ့အခန်းလေးဆိုလည်းတော်တော်ကြီးကြတယ်တော်တော်ကြီးရတယ်ဟုတ်တယ်လင်းလင်းကန်းနေရတယ် လင်းဆရာကြီးပဲဒါအခုဆိုပိုတော်မူဟိုကျွမ်းလာသေးတယ်အဲတကယ်တကယ်ဒီအန်တော်ဒီကသူကြောက်ကိုကြောက်ဆိုတဲ့ဒါယူနေကြရမချခင်ရုံနေပြသတော့မှဖြစ်တဲ့အတွက်ဒါရောက်အပိတ်ဖို့ဒီနေရာနေဖြစ်ပေါ်ပါတယ်ခင်ဗျာဟုတ်